မယုံနိုင်ကြပါခွဲစိတ်မှုတစ်ခုထက်ဆင်ဖိုနီတီဝိုင်းတစ်ခုလိုအံ့အားသင့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်ဒါကတော့အသက်65နှစ်အရွယ်ဒန်နစ်စ်ဘေကွန်ကသူ့ရဲ့အုံနောက်ကိုခွဲစိတ်နေတဲ့ဆရာဝန်တွေကို clarinet တီးပြီးဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်လန်ဒန်ကဆရာဝန်တွေဟာသူ့ရဲ့အုံနောက်ကိုလျှက်စစ်လှိုင်းတွေနဲ့လှုံ့ဆော်ပေးခဲ့ပြီးမကြခင်မှာပဲသူ့ရဲ့လက်ချောင်းလှုပ်ရှားမှုတွေတိုးတက်လာခဲ့ပါတယ်ကျွန်တော်တို့ဟာအုံနောက်ထဲကိုတည်တည်ချာချာသတ်မှတ်ထားတဲ့နေရာတွေမှာ တရားစစ်ကြိုးအလက်ထရော့တွေထည့်သွင်းခဲ့ပါတယ်လို့ဆရာဝန်တဦးကပြောပါတယ်ဘေကွန်ဟာ ပါကစ္စတန်ယောဂါတဲ့တဦးဖြစ်ပါတယ်ကြွက်သားတွေတောင့်တင်းတာလှုပ်ရှားမှုနှိကွေးတာလမ်းလျှောက်ဖို့နဲ့ရေကူးဖို့ခက်ခဲတာတွေဖြစ်ပေါ်နေခဲ့တာပါဒီလိုအခက်အခဲတွေနဲ့၅နှစ်တာကာလပတ်လုံးကလရီနက်ကိုတိခတ်နိုင်ခဲ့ခြင်းမရှိပါဘူးကျမမေးခဲ့ပါတယ်ကလရီနက်ယူလာဖို့တကယ်ပဲလိုအပ်ပါသလားပေါ့သူတို့ကတော့ယူလာခဲ့ပါ ဒါမှပဲတင့်ကိုအထောက်အကူပြုမလားဆိုတာစမ်းသပ်နိုင်မှာပါလို့ပြန်ပြောကြားခဲ့ပါတယ်လို့သူကပြောပါတယ်။အုံနောက်ခွဲစိတ်နေစဉ်တူရိယာတိခတ်တာဒါပထမဆုံးအချိန်တော့မဟုတ်ပါဘူး။၂018ခုနှစ်တုန်းကလည်းတက်ဆက်ပြည်နယ်အန်ဒါဆန်ကင်ဆာစင်တာမှာရောဘတ်အေဗာရက်စ်ကအုံနောက်အချိန်ကိုဖယ်ရှားနေစဉ်ဂစ်တာတိခတ်ခဲ့ပါသေးတယ်။ဂစ်တာကိုကောက်ကင်လိုက်တာကတော်ကသူ့ရဲ့ဒူကိုကောက်ကင်လိုက်တယ်လို့ခံစားရပါတယ်လို့ Everest ကပြောခဲ့ပါတယ်2020ပြည့်နှစ်မှာလဲ ီတိန်နိုင်ငံမှာအုံနောက်အကျိတ်ခွဲစိတ်နေစဉ်လူနာကပဲတချင်းတိခတ်ပြီးဖျော်ဖြေပေးခဲ့ပါသေးတယ်။ခင်မီစေးပညာရဲ့အကူအညီနဲ့တချင်းကမတွေးဝန်စရာအဖြစ်ပြက်တွေဟာအခုတော့ဒန်နစ်ဘေကွန်အတွက်ပုံမှန်အခြေအနေတစ်တခုဖြစ်လာခဲ့ပါပြီ။ဒါကလည်းထာဝရတည်ရှိနေတော့မှဖြစ်တယ်လို့ဆရာဝန်တွေကပြောပါတယ်။ကျမပုံမှန်အတိုင်းလမ်းလျှောက်နိုင်ခဲ့ပါတယ်။ခွဲစိတ်ပြီးတာနဲ့ချက်ချင်းပုံမှန်အတိုင်းလမ်းလျှောက်နိုင်ခဲ့ပါတယ်။ပြီးတော့ဘဝကပြန်လည်စတင်လာသလိုပါပဲ အနာဂတ်ဆိုတာရှိနေပြီလို့ခန်းစားရပါတယ်လို့ Dennis Bacon ကဝမ်းမြောက်စွာပြောကြားခဲ့ပါတယ်ခင်ဗျာ